မင်္ဂလာပါကောင်ဖောင်များခင်ဗျာဒီနေ့တော့ကျွန်တော်ကကစားကွင်းတွေထဲမှာကြုံရလေးရှိတယ်မြင်ရလေးရှိတယ်ကစားသမားတစ်ယောက်ထဲနဲ့ကယ်ရီနှစ်ယောက်သုံးယောက်ခေါ်နေတဲ့ကိစ္စကိုစီမင်းအရာချင်းကပ်ပြီးမှဖြစ်ပါတယ် USG RNA 2023 update ရဲ့ 10.3a1 စီမင်းအရာကစားသမားသည်အချိန်တစ်ချိန်တွင်ကယ်ဒီတူဦးသာအသုံးပြုခွင့်ရှိသည်လို့ဖော်ပြထားပါတယ်ခင်ဗျာကစားသမားတယောက်ကကယ်ဒီအချိန်တစ်ချိန်မှာကယ်ဒီတူဦးပဲအသုံးပြုခွင့်ရှိပါတယ်အဲ့မှာကယ်ဒီဆိုတာဘာလဲဆိုတဲ့ definition ကိုပြန်ပြီးတော့ကြည့်တဲ့အခါမှာကယ်ဒီဆိုတာကစားသမားရဲ့ခေါက်တုတ်များကိုတည်ယူရန်ပို့ဆောင်ရန်ကင်ဆောင်ရန်နဲ့ အကြံဉာဏ်ပေးရန်ကိစ္စတွေဆောင်ရွက်သူလို့ဆိုပါတယ်အဲ့တော့ကစားသမားအတွက်သူ့ကယ်ဒီမာပါတခြားတယောက်ကကောက်တုတ်တွေတည်ယူပေးတာပို့ဆောင်ပေးတာကင်ဆောင်ပေးတာအကြံဉာဏ်နေပေးတာလုပ်လို့ရှိရင်ဒါဒီခုနက rule number 10.3a1 ကိုချိုးဖောက်ရကြပါတယ်အချိန်တစ်ချိန်မှာကယ်ဒီတူပဲအသုံးပြုခွင့်ရှိတယ်ဆိုတဲ့စီမင်းကိုဖောက်ပြရကြပါတယ်ခင်ဗျာအဲ့ဒီအတွက်ပြစ်ဒဏ်က ဂျန်ရယ်ပင်နေဒီပါကျင်းပြပြိုင်ပွဲမှာချင်းရှုံးပြတ်တံပါချက်ရည်ပြိုင်ပွဲစတုတ်ပလေးမှာ2စတုတ်ပင်နေဒီပါခင်ဗျာဒီတော့ကျွန်တော်တို့ကွင်းဒီထဲမှာကစားသမားတယောက်ဟာအချိန်တစ်ချိန်မှာကယ်ရီတယောက်ပဲအသုံးပြုခွင့်ရှိပါတယ်အဲဒါပေမဲ့ဒါကိုရှောင်လွှဲလို့ရတဲ့နီးလေးလဲ ျွန်တော်ပြပါမယ်အနာပေးပြီးရင်ဆေးပေးမယ်ခင်ဗျာသူက definition အရခေါက်ထုတ်များကိုတည်ယူရန်ပို့ဆောင်ရန်ကန်ဆောင်ရန်နဲ့အကြံဉာဏ်ပေးရန်လို့ပဲပြောထားတော့တချို့ကော်ဖာရီယာထီမိုးခေါ်ခြင်းတဲ့ခါမှာ2 carry service နဲ့ညီမလားဆိုတဲ့မေးခွန်းလေးကျွန်တော်ကိုလာမေးလို့ရပါတယ်အဲ့ဒီထီမိုးကထီပဲမိုးပါခင်ဗျာခေါက်ထုတ်တွေတည်မပေးပါနဲ့ခေါက်ထုတ်တွေယူမပေးပါနဲ့ ဆရာသမားကိုအကြံဉာဏ်မပေးပါနဲ့ဘာကီလည်းမမောင်းပါနဲ့ထီမိုးယုံတက်တက်မိုးပေးတယ်ဆိုရင်တော့ True Carry Service နဲ့မညှိပါဘူးခင်ဗျာတတိထားဖို့လိုပါတယ်စီမင်းတိပြီးတော့ကျင်းဝလိုက်နာတော့ကော်ဖာများဖြစ်ကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်ကြမယ်နော်